ေးရီးယားမှာဗဟုအစိုးရကချုပ်ကင်တဲ့အာဏာနဲ့လုပ်ပိုင်ခွင့်ကိုဒေသန္တရအစိုးရထံလွှဲပေးဖို့ကာဒီရဲ့တောင်းဆိုမှုကိုတူရကီကညှင်းဆုပ်ခဲ့ပါတယ်။စီးရီးယားမှာအစိုးရဖွဲ့ရဲ့ဗဟုချုပ်ကင်မှုကိုရှော့ချစေမယ့်အစီအစဉ်နမမဟုတ်စီးရီးယားချုပ်ချအာဏာနဲ့နယ်မြေတည်တံ့ခံမြင်မှုကိုချင်းချောက်နေတဲ့ပဲကိစ္စကိုမဆိုတူရကီကညှင်းဆုပ်ကြောင်းနဲ့ထုတ်ပြန်ပါတယ်။တူရကီဟာစီးရီးယားသမ္မတဟောင်းအာဆတ်ကိုနှစ်ပေါင်းများစွာကြာ စန့်ကျင်တိုက်ခိုက်ခဲ့တဲ့သူတွေကိုထောက်ပံ့ပေးခဲ့ပြီးလက်ရှိဆီးရီးယားရဲ့အစ္စလာမစ်ခေါင်းဆောင်တွေနဲ့နှိစက်မှုအရှိဆုံးမဟာမိတ်ဖြစ်ပါတယ်။ဒါအပြင်တူရကီက14နှစ်ကြာဖြစ်ခဲ့တဲ့ပြည်တွင်းစစ်ကြောင်းထိခိုက်ပျက်စီးခဲ့တဲ့ဆီးရီးယားနိုင်ငံအားပြည်လဲထူထောင်ရေးလုပ်ငန်းစဉ်နဲ့တည်ငြိမ်မှုထိန်းသိမ်းလုပ်ငန်းစဉ်တွေမှာကူညီမယ်လို့ကြေညာထားပါတယ်။ဆီးရီးယားမှာရှိတဲ့ကတ်ရရဲ့တောင်းဆိုချက်ဖြစ်တဲ့ဘိုဆိုရအာနာကိုဒီတန်ဒရအစိုးရတွေထံခေါ်ဝေပေးမှုဟာ ချင်းချောက်မှုဖြစ်ကြောင်းဘာကြောင့်လဲဆိုတော့ဆီးရီးယားမှာရှိတဲ့ကတွေဟာတူရကီနိုင်ငံတွင်းမှာရှိတဲ့ကစတွေကြော်တယ်နဲ့နေဆက်ဖြစ်ကြောင်းဆက်ဆံမှုတွေရှိကြောင်းတူရကီဆိုရကရှုမြင်ထားပါတယ်။ဒါအပြင်ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ SDF ပါဝင်ဆီးရီးယားမှာရှိတဲ့ပြိုင်ဘက်ဖွဲ့တွေဟာဆီးရီးယားဆိုရရဲ့ဗဟိုချုပ်ခိုင်တဲ့အာဏာကိုဒေသန္တရဆိုရဖွဲ့တွေကလွှဲပြောင်းမိတဲ့တောင်းဆိုချက်ကိုဘုံသဘောတူညီမှုဖြစ်သဘောတူခဲ့ပါတယ်။ဒါအပြင်လက်ရှိမှာတူရကီဟာ ဆေးရသမဟောင်းအာဆက်ကိုနှစ်ပေါင်းများစွာစန့်ကျင်တိုက်ခိုက်ခဲ့တဲ့သဘုံတွေကိုလည်းထောက်ပံ့ပေးတယ်ဆိုတဲ့ဆွဆွဲချက်တွေရှိနေပြီဆေးရကိုအုပ်ချုပ်တဲ့ခေါင်းဆောင်တွေကတော့အဲ့ဒီလိုမျိုးတောင်းဆိုချက်တွေကိုညှင်းပယ်ခဲ့ပါလေတရကီသမဟောင်းအာဒူဂန်ကလည်းဆေးရမှာဘ ਹੁ ချုပ်ကိုင်မစင်ကိုဖျက်သိမ်းခြင်းဟာလက်တွေ့မှာဖြစ်မလာနိုင်တဲ့စစ်ကူးရေးအိမ်မက်ပဲလို့ပြောပါရစေဆေးရနိုင်ငံတည်တံ့ခံရရေးကိုပြစ်မှတ်ထားနေတဲ့ဘဲအစီအစဉ်ကိုမဆို တူရကီကလက်ခံမှာမဟုတ်ပါဘူးအဲ့ဒီအစီအစဉ်တွေဟာဆီးရီးယားရဲ့အချုပ်ချာအာဏာကိုပဲထိပါစေလိမ့်မယ်လို့တူရကီနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်နေတော့ဖို့ဖြစ်တဲ့တူရကီဟာအမေရိကန်ကထောက်ခံပေးထားတဲ့ SDF ဖွဲ့ကိုဂျမ်ဖက်ဖွဲ့ဖြစ်လက်ရှိအချိန်ထိရှုမြင်နေတော့မှဖြစ်ပါတယ်